စစ်အာဏာရှင်စနစ်ကိုဒီမိုကရေစီအရေးရှုံးပြီးနှစ်ပေါင်းများစွာ အုပ်ချုပ်နိုင်ဖို့တိစောက်ခဲ့တဲ့နေပြည်တော်ဟာအနည်း20မပြည့်မီပြတ်တုံးနေကုန်ရှုပ်တော်မလားကမ္ဘာတမိုင်းမှာရောငလင်ကြီးတွေလှုပ်ပြီးရင်ခေါင်းဆောင်တွေစနစ်တွေခစ်တင်ပြတ်တုံးလေးပြောင်းလဲလေးရှိသလားဆိုတာသုံးသက်တင်ပြထားပါတယ်နေပြည်တော်ကောင်စီနဲ့နယ်မိတ်မှာငလင်ကြောက်တည်ဆုံးသူ၈၁၈ဦးရှိတယ်လို့တရားဝင်ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရာသိရပါဗျ တီတီငါးမျိုးနဲ့ပြမနာလေဝေတက်ကုံးပေါင်းထားတာဖြစ်ပါတယ်။နေပြည်တော်ကောင်စီနေမြေမှာအစိုးရရုံ80ရာခိုင်နှုန်းလောက်လဲပျက်စီးသွားပါတယ်။ဒီအထဲမှာအလौတမားဝင်ကြီးဌာနစီမံကိန်းနှင့်ဗဏ္ဍာရေးဝင်ကြီးဌာနနိုင်ငံခြားရေးဝင်ကြီးဌာနပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးပြည်ထောင်စုယာတော်ဝင်အဖွဲ့ရုံးလူမှုဖွဲ့လုံးရေးအဖွဲ့ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနပြန်ကြားရေးဝန်ကြီးဌာနစာပြောရေးမွေးမြူရေးနှင့်ဆက်များဝန်ကြီးဌာနပြည်ထောင်စုလွှတ်တော်အဆောက်အအုံများစစ်တပိုင်းပြတိုက်အမျိုးသားပြတိုက်နေပြည်တော်လေစိတ်လေချောင်းထိရှုပ်တာဝါတို့ထိခိုက်ပျက်စီးခဲ့လို့ရွေးကောက်ွယ်လုပ်ဖြစ်ရင်တောင်ရန်ကုန်တိုင်းလွှတ်တော်မှာယာယီယုံထိုင်မှုစီစဉ်ထားတယ်လို့ဆိုပါတယ်ဝန်တန်းနေအိမ်1500ကျော်ပြိုကျပျက်စီးပြီးတော့အဲ့ဒီထဲမှာနေဖို့မသင့်တော့တာက630အကြီးစားပြင်ဆင်ဖို့လိုတာက946လုံးပါပါတယ် ဒါဟာအသေးစားထိခိုက်တာမပါသေးပါဘူး။တိုင်းဒါရေးရဝင်ကြီးဌာနဝန်ထမ်းတွေအတွက်ဝါတဲတွေစောင့်နေတဲ့ပုံတွေလည်းမြင်ရပါတယ်။ကာကွယ်ရေးဝင်ကြီးဌာနကိုရန်ကုန်ရွှေ့ပြောင်းပြီးတော့စစ်ကောင်းဆောင်ရန်ကုန်မှာရုံထိုင်ဖို့ပြင်ဆင်နေတယ်လို့ရန်ကုန်တိုင်းလွှတ်တော်ကိုပြည်ထောင်စုလွှတ်တော်အဖြစ်သုံးဖို့လည်းစစ်ကောင်စီကပြင်ဆင်နေပါတယ်။နေပြည်တော်ကိုမြို့ကွက်ရှာပြန်တည်ဆောက်ဖို့ကိုလည်းစစ်ကောင်းဆောင်ကိုယ်တိုင်ပြောထားတာကြည့်ရင်လက်ရှိမြို့ကွက်ပြတ်သွားပြီဆိုတာထင်ရှားပါတယ်။ ဒါဟာ2015နိုဝင်ဘာလျှောက်ရက်နေ့မှာတရားဝင်ဆွှေ့ခဲ့တဲ့နေပြည်တော်ဆိုတဲ့မျိုးဟာအနည်း20မပြည့်ခင်မှာပဲအုပ်ချုပ်ရေးမျိုးတော်အစဉ်အတန်းကိုယာယီပဲဖြစ်ဖြစ်ဆုံးရှုံးရတော့မဲ့သဘောလည်းဖြစ်လာပါတယ်။ဆရာနာရှင်စနစ်ကိုဒီမိုကရေစီအရေးရှုံးတကားအုပ်တဲ့စီမံကိန်းကြီးရဲ့ဗဟိုချက်ဖြစ်တဲ့နေပြည်တော်ကြီးပြည့်စည်မှုဟာဆရာနာရှင်အုပ်ဆိုးမှုအဆုံးသက်ရဲ့အစားဖြစ်လာမလားဆိုတာတမိုင်းကြောင်းနဲ့ရှင်းပြထားပါတယ်။ ငလင်ကြောင့်ဤကုန်းရှုပ်ခဲ့ရတဲ့ခေါင်းဆောင်များနဲ့ခစ်စနစ်များတမိုင်းတလျှောက်မှာအ धिक ငလင်ကြီးတွေဟာတခါတရံမှာအစိုးရတွေကို မတည်မငြိမ်ဖြစ်စေပြီးတော့တရားဝင်မှုကိုရောပါစေတယ်လို့နောက်ဆုံးမှာ ပြိုလဲအောင်ပါတွန်းပို့ပေးနိုင်ပါတယ်။တဘာဝဘေးဟာနန်းဆက်တွေအစိုးရတွေကိုအပြောင်းအလဲဖြစ်စေနိုင်တယ်ဆိုတော့အယူအဆဟာအထူးအဆန်းတော့မဟုတ်ပါဘူး။ တမိုင်းမှာလည်းအကောင်းတဲ့ငလင်ကြီးတွေဟာအစိုးရတရက်နန်းဆက်တခုအာနာရှင်တဦးကြဆုံမှုနဲ့တိုက်ဆိုင်နေခဲ့တာကြဆုံမှုကိုမြန်ဆန်စေခဲ့တာမျိုးတွေရှိခဲ့ပါတယ်လျှောက်တသမတုံးရှိတဲ့ငလင်ကြီးကြောင့်မြို့တော်နေရအများစုပျက်စီးခဲ့ပြီးနိုင်ငံတကာအကူအညီတွေကိုအစိုးရကအလွဲသုံးစားလုပ်ခဲ့ပါတယ်။ အဂရိလိုက်စားမှုအပေါ်လူမှုမကျေနပ်မှုအကောင်းရာကနေစာတင်နစ္စတာတပုံထားမှုကြီးဖြစ်ပွားခဲ့ပြီးခုနှစ်နှစ်အတွင်းမှာပဲအာနာရှင်ဆိုမိုဇာမီသားစုဖျော်ရှာခံခဲ့ရပါတယ်1986ဇူလိုင်မှာအင်အားခွန်တသမာလျှောက်ရှိတဲ့ငလင်ကြီးကြလူပေါင်း2300ကျော်တေဆုံးစေခဲ့ရပါတယ်။ တရုတ်ရိုးရအရာဆိုရင်ဒီလိုသဘာဝဘေးမျိုးကြီးဟာအုပ်စိုးသူအပေါ်ကောင်းကင်ဘုံကပေးအပ်တဲ့လောက်ပိုင်ခွင့်အာဏာဆုံးရှုံးသွားတယ်လို့ဖော်ပြရရောက်ပါတယ်။တကယ်လဲဥက္ကဋ္ဌကြီးမော်စီတုံးဟာငလင်ကြီးအပီးရှောက်ပတ်အကြာမှာကွယ်လွန်သွားခဲ့ပါတယ်။ယဉ်ကျေးမှုတော်လှန်ရေးကာလမှာအ धिक လွန်မှုခဲ့တဲ့မော်စီတုံးစနီးတဲ့ကြက်ရှင်းပဝင်တဲ့လေဦးကိုင်းဟာလည်းငလင်ကြီးအပီးမကြမီမှာဖယ်ရှားခံခဲ့ရပြီးတည်တံနဲ့နှစ်ရှည်ထောင်တန်တွေရှာမှတ်ခံခဲ့ရပါတယ်။ တက်ရှမ်းကလင်ဟာမော်စီတုံးခေအဆုံးသတ်မှုရဲ့တင်ကြေတာ ဖြစ်ပြီးတော့မော်အစိုးရအပေါ်ကောင်းကင်ဘုံရဲ့လက်ခံမှုအဆုံးသတ်သွားပြီဆိုတဲ့အများပြည်သူအမြင်ကိုအားဖြစ်ပေးခဲ့ပါတယ်တော်လည်းအကောင်းလာတဲ့အချိန်1988စက်တင်ဘာမှာအီရန်အရှေ့ပိုင်းမှာငလင်ကြီးလှုပ်ခဲတာကြောင့်လူပေါင်း15000လောက်သေဆုံးခဲ့ပါတယ်။ ရှားပရင်ရဲ့တုတ်ပြန်မှုနှေးကွင်းလွန်တာနေပါလွန်ခဲ့တာကြောင့်ဝေဖန်ခံခဲ့ရပြီးအစ္စလာမစ်ပရာဟိတကွန်ရက်တွေလောက်တော့အသုံးမချခဲ့ပါဘူး။နောက်ဆုံးမှာအစ္စလာမစ်တော်လှန်ရေးနဲ့အတူရှားပရင်ကိုဖျောက်ချပြီးဘရင်စနစ်အဆုံးသတ်ခဲ့ပါတယ်။ အင်အား၆တသမရှိရှိတဲ့ငလင်ကြီးဟာ1988ဒီဇင်ဘာမှာဆိုဗီယက်ပြည်ထောင်စုဝင်အာမေးနီးယားမှာရိုက်ခတ်ခဲ့ပြီးတော့လူ2500ထက်မနည်းသေဆုံးခဲ့ပါတယ်။အဲဒီကမှအာမေးနီးယားအမျိုးသားရေးဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ဆိုဗီယက်ဟာအနောက်ကမ္ဘာရဲ့လူသားချင်းစာနာမှုအကူအညီတွေကိုပထမဆုံးအကြိမ်လက်ခံခဲ့ရပြီးတော့အာဏာချက်ရှိနေတယ်ဆိုတာပြသရရောက်ခဲ့ပါတယ်။ နောက်သုံးနှစ်အကြာမှာဆိုဗီယက်ပြည်ထောင်စုလည်းပြိုကွဲပြီးတော့အာမေနီးယားလည်းလွတ်လပ်ရေးရခဲ့ပါတယ်။ဒီငလင်ရဲ့ရေရှည်စီးပွားရေးလူမှုရေးတက်ရောက်မှုတွေဟာ1991မှာဆိုဗီယက်ပြိုလဲမှုဖြစ်စေတဲ့မငြိမ်သက်မှုတွေပါတွန်းပို့ပါဝင်ခဲ့ပြီးတော့အစိုးရဟောက်ပြုတ်ကြချိန်မှာအာမေနီးယားဒေသတလွာမငြိမ်သက်ဖြစ်စေခဲ့ပါတယ်။ မြန်မာတမိုင်းမှာအကြီးဆုံးငလင်ကြီးတစ်ခုဖြစ်တဲ့1839အင်းဝငလင်ကြီးမရပူရငလင်ကြီးလို့လည်းခေါ်ကြပါဗျ။အင်းဝငလင်ကြီးလှုပ်ခတ်မှုကြောင့်အင်းဝနန်းတော်ပျက်စီးခဲ့ရပြီးမရပူရကိုပြောင်းရွှေ့နှံဆိုင်ခဲ့ပါဗျ။တာယာဝတီမင်းဟာသူ့နောင်တော်ဗာကြီးတော်ကိုပုံကန်အာဏာသိမ်းပြီးတော့နန်းတက်လာတာဖြစ်ပြီးတော့သူနန်းတက်ပြီးနှစ်နှစ်အကြာမှာပဲငလင်ကြီးလှုပ်ခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာနိုင်ငံရေးပြိုင်ဘက်နမ်မတော်မဲနူးတို့ ဆလင်းမင်းသားကြီးမောင်ဦးတို့ကိုအကြေကျုပ်ပေးထားခဲ့ပေမဲ့နောက်ပိုင်းမှာကွက်မြတ်ခဲ့သူဖြစ်ပါတယ်။နောက်ပိုင်းမှာလောကီပညာရက်တွေကိုပဲလိုက်စားပြီးတော့စိတ်မမှန်ယူသွားတယ်လို့အဆိုရှိပါတယ်။စိတ်ဖောက်တဲ့အချိန်မှာရောမင်းကြီးဥဖိုးလာရဲ့ဖခင်ရင်တော်ဝင်ကြီးကိုတောင်လှန်နဲ့ထိုးတက်ခဲ့ပါတယ်။နောက်ဆုံးမှာတာယာဝတီမင်းကိုခြေပြတ်တက်လို့ခေါ်တဲ့ခြေအကျဉ်းတိုက်မှာရှုတ်ထားခဲ့ရပါတယ်။နန်းသက်၉နှစ်နဲ့ပဲနေရွာဆန်ခဲ့ပါတယ်။ သူ့လက်ထက်ကလေးကရတနဘူစာချုပ်ကို မလေးမဆလှုပ်ခဲ့တဲ့အတွက်အင်္ဂလိပ်နဲ့ဆက်ဆက်ရေးတင်းမာပြီးတော့တားတော်ပကံမင်းလက်ထက်မှာအင်္ဂလိပ်ဗမာဒုတိယဆစ်ဖြစ်ပြီးတော့အောက်မြန်မာနိုင်ငံသူ့ကျွန်ဘဝရောက်ခဲ့ရပါတယ်။ တဘာဝဘေးတွေဟာငကိုကလေးကမခိုင်မာတဲ့အုပ်ဆိုးသူတွေရဲ့ပြက်ကွက်မှုညံပြင်းမှုကိုဝင်းဝင်းကြီးပေါ်စေခြင်းအဖြစ်ရှိပြီးနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကိုပုံမမြန်ဆန်စေနိုင်တယ်ဆိုတာသမိုင်းဖြစ်စဉ်တွေက ဖော်ပြနေပါတယ်။မြန်မာနိုင်ငံမှာလည်းမတ်လ28ရက်ငလင်ကြီးဟာစစ်ကောင်စီရဲ့အရေးအရှင်းမပြည့်မီမှုနဲ့ရဆက်မှုကိုမိမောင်းထုတ်ပြနေတယ်လို့ဒီလူတွေကို ထောက်ခံနေတဲ့သူတွေကိုယ်တိုင်အတွက်ပါယုံကြည်မှုကြဆင်းစေပါတယ်။ တဘာဝဘေးတိုင်းကအစိုးရအပြောင်းလဲစီကိုဥတီသွားစေတယ်လို့မပြောနိုင်ပေမဲ့ဘူမိပေရာပြက်ရွေကြောတင်မဟုတ်ဘဲနဲ့နိုင်ငံရေးပြက်ရွေကြောကြီးကိုပါငလင်ကြီးကဖော်ပြလိုက်တာဖြစ်ပါတယ်။နိုင်ငံတော်အာဏာကိုတင်ကြေရပြုတဲ့အဆောက်အုံတွေပျက်စီးသွားတာဟာစစ်အုပ်ချုပ်ရေးရဲ့အုံမြစ်ကိုပါကင်လုံးလိုက်တာဖြစ်ပါတယ်။မတ်လ28ရက်ငလင်ကြီးဟာစစ်အာဏာရှင်စနစ်အဆုံးသက်ရဲ့အစဖြစ်လာမလားဆိုတာကိုတော့ဆက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။